နာမည်လေးနဲ့လာရောက်နေမယ်တို့အမိပေးထားတဲ့တရားတော်နဲ့ဓမ္မဒါနတရားအလူပေးသူမှဖြစ်ပါတယ်။မြတ်စွာဘုရားရှင်လက်ထက်တုန်းကမௌတာလို့အမည်ရတဲ့ဘေကုဏီထေရီမာတစ်ပါးရှိခဲ့ပူပါတယ်။တတိပဌာန်ဝိပဒနာလို့ကိုကြိုးစားပြီးတော့အားထုတ်နေပါတယ်။ဒါပေမဲ့သူ့ရဲ့စိတ်ကတမာတိမရနိုင်ဘူး။မကြာခဏဆိုသလိုဟိုရောက်ဒီရောက်ဟူတွေးဒီတွေးနဲ့ကာမဂုဏ်အာယုန်နေစီမှာ စိတ်ကပြန့်လွင့်ပြေးလွှားနေတယ်။အဲ့လိုကာမဂုဏ်အာယုန်နေစီမှာပြန့်လွင့်ပြေးလွှားတိုင်း ုကိုယ်သူဘယ်လိုဆုံးမတယ်လဲဆိုတော့သူ့ရဲ့နာမည်လေးကိုသူ့ရဲ့ဘဝအခြေအနေလေးနဲ့ဆက်ဆက်ပြီးတော့ဆုံးမတယ်။ငါရဲ့နာမည်ကမုတ်တာ မုတ်တာဆိုတာလူမြောက်သူလို့အဓိပ္ပာယ်ရတယ်။ငါဘာတွေကနေလူမြောက်နေတယ်လေ။တလောဆယ်တော့အကုံသုံးမျိုးကနေလူမြောက်နေတယ်။ငါလူဘဝတုန်းကခါကုံနဲ့လျောင်ကြနဲ့ပေါင်းသင်းခဲ့ရတယ်။မိဘကအတင်ထိမြလက်ထပ်ပေးတဲ့အတွက်ခါကုံနဲ့အမျိုးသားပုံနာတယောက်ကိုမပေါင်းခြင်းမိမဲ့ပေါင်းသင်းခဲ့ရတယ်။ လူဘဝတော့ကငါလှုပ်ရတဲ့လှုပ်ကလည်းစံဖို့မောင်းထောင်းတဲ့အလုပ်စံဖို့မောင်းထောင်းတဲ့အလုပ်လှုပ်ရတော့ကြိတ်စုံတဲ့ကိုစဘာတွေထဲတော့လဲခါကုံရပြန်နေကြည်ပွေးကိုလက်နဲ့ကင်ပြီးတော့စံထောင်းတော့လေခါကုံရပြန်နေငါမှာအကုံသုံးမျိုးနဲ့ငါဘဝဖြစ်တည်ခဲ့ရတယ်ခင်မွန်တွေကလည်းခါကုံ ကြိတ်စုံနေကိုလည်းစဘာထဲတော့ခါကုံကြွေးနဲ့စံထောင်းတော့လေခါကုံ ဘဘဝဟာအကုန်သုံးမျိုးနဲ့ဖြစ်တည်နေရတဲ့ဘဝပဲအခုဘေခုနေမဘဝယဟမ်းမဘဝမှာတရားအထုတ်နေတော့ဒီအကုန်သုံးမျိုးကနေလွမြောက်နေတယ်ငါနာမည်လေးနဲ့လှည့်အောင်မယ်ငါနာမည်ငါရဲ့ဘဝလေးကအကုန်သုံးမျိုးကနေလွမြောက်နေတယ်ဒါပေမဲ့ဒေါဘဒေါသမောဟကနေမလွမြောက်သေးဘူးအိုနာတိကနေမလွမြောက်သေးဘူးဒီတော့ကာမဂုဏ်အာယုန်နေမှာစိတ်ရောက်ပြီးတော့ကိလေသာတွေဖြစ်ဒီကိလေသာအလိုလိုက်ပြီးတော့ ူဘဝပြန်ဆင်းမယ်ဆိုရင်ဒီအကုန်သုံးမျိုးနဲ့ပြန်ရင်ဆိုင်ရမှာပဲအဲ့တော့အကုန်သုံးမျိုးနဲ့လွမြောက်တဲ့ဘဝလေးမဆုံးရှုံးပါစေနဲ့အကုန်သုံးမျိုးနဲ့ရင်ဆိုင်မယ်အတွေ့အထိမတွေးနဲ့မတွေးနဲ့ကမ္မထာအိုင်မှာပဲစိတ်ကိုထားပါကိုကိုကိုဆုံးမပြီးတော့တရားအထုတ်တယ်စိတ်ပြန်လွယ်နိုင်စိတ်ပြန်လွယ်နိုင်ကာမဂုဏ်အယုန်ဤစီမှာစိတ်ရောက်တိုင်းရောက်တိုင်းလွမြောက်နေတယ်လွမြောက်နေတယ်အကုန်သုံးမျိုးကနေလွမြောက်နေတယ်လွမြောက်နေတယ်နဲ့ကိုယ်နာမည်လေးကိုထပ်ထပ်လေးလေးနှလုံးသွင်းပြီးတော့ တတိပဌံဝိပဿနာလုပ်ကိုကြိုးစားအားထုတ်လိုက်တာသိမကြခင်မှာပဲယဟနာဖြစ်သွားပါတယ်ယဟနာဖြစ်ပြီးတဲ့ခါကျတော့ငါဘဝဟာကျိတ်ဆုံချုပ်ဝိလင်းအောင်ချဆိုတဲ့အကုံသုံးမျိုးကလွမြောက်ယုံနေမကတော့ဘူးဥခြင်းနာခြင်းသိခြင်းလို့ခေါ်တဲ့အကုံသုံးမျိုးဆင်းရဲဒုက္ခသုံးမျိုးကနေတကယ်ကြောက်စရာအကောင်းဆုံးဖြစ်တဲ့အကုံသုံးမျိုးကနေပါလွမြောက်သွားပြီဆိုပြီးတော့ဖြစ်ဆွဲဥဒန်းကျူလိုက်ပါတယ်နာမည်လေးနဲ့လိုက်အောင်နေလို့နာမည်လေးအတိုင်းဖြစ်အောင်ကျင့်လိုက်လို့တရားဥဒ္ဒရာမြတ်ရံသွားတာပါ အဲ့ဒါမௌဒ္ဒထေရီမလေးရဲ့အကုံသုံးမျိုးကလွံ့မြောက်နေတဲ့ဆိုတဲ့စကားရက်ကလေးကိုအခြေခံပြီးတော့ကောက်ချက်ချမယ်ဆိုရင်လောကမှာကုံနေတဲ့သူရဲ့ကုံမနေတဲ့သူရဲ့တို့ပုံကွန်နှစ်မျိုးရှိတယ်။ဇာဝနီကာမဂုဏ်အယုံခံစားရတဲ့အတွက်ပဲယုံကံလှုပ်ရှားပြေးလွှမ်းနေကြတဲ့သူတွေဟာဥခြင်းနာခြင်းသိခြင်းဆိုတဲ့အကုံသုံးမျိုးကနေမလွံ့မြောက်နိုင်တဲ့အတွက်ကိုယ်လောလောဆယ်လုံနေတဲ့အလုကခါကုံပြီးတော့မလွတ်အောင်မှကုံနေတဲ့သူတွေလို့ခေါ်တယ်။ အများအားဖြင့်လည်းစီးပွားရေးလူတွေဆိုတာကတော့ခါကုန်းရတာများတာပါပဲတောက်လျှောက်ကြီးမကုန်းတော့တောင်မှဈေးရောက်နေဆိုရင်လေကိုရောင်းမဲ့ပစ္စည်းလေးလှမ်းယူတယ်ဆိုတော့ကုန်းရတယ်ဝယ်တဲ့သူကပစ္စည်းလေးလှမ်းပေးတယ်ဆိုတော့ခါလီကုန်းရတယ်စသည်အားဖြင့်ပေါ့စာကြီးစာကြီးစပွဲမှာထိုင်းပြီးတော့စည်ရင်အင်းတွေတွက်ချက်တဲ့သူကလည်းတစ်ခါတခါခါကုန်းရပြန်တာပဲအဲ့ကုသိုလ်လို့လုံနေတဲ့ပုဂ္ဂိုလ်ဒီဒါနသီလဝေယဝုဆာစတဲ့ကုသိုလ်လို့တည်လုံနေတဲ့ပုဂ္ဂိုလ်ကြတော့ဥခြင်းနာခြင်းသိခြင်းလို့ခေါ်တဲ့အကုံသုံးမျိုးကနေလွတ်မြောက်နိုင်တဲ့အတွက်ကုံမနေတဲ့သူတွေ ကုသလူတွေကလည်းဥမာဝေယဝုစဆိုရင်စေကြောတယ်ရှော့ဖို့တယ်ထောင်းထုတယ်ထမ်းပိုးတယ်ဆိုရင်ခါတခါတည်းကျတော့ခါကုန်းတော့ကုန်းရတာပါပဲဒါပေမဲ့ဥနာတိဆိုတဲ့အကုန်းကြီးဆင်းရဲဒုက္ခတွေကနေလွတ်မြောက်နိုင်တဲ့အတွက်ကုန်းမနေတဲ့သူလို့ခေါ်တယ်အဲ့တော့ကုန်းနဲ့ကုန်းနဲ့ဆိုတာအဓိကကတော့ဆင်းရဲဒုက္ခကိုပြောတာပါပဲအဲ့တော့ကိုယ့်ကိုယ်ကိုပြန်စစ်ဖို့ငါကဥရင်နိုင်ရင်သိခြင်းလို့ခေါ်တဲ့အကုန်းကြီးအကုန်းသုံးမျိုးဆင်းရဲဒုက္ခသုံးမျိုးကနေလွတ်မြောက်နိုင်တဲ့အလုပ်ကိုလုပ်နေတာလား အကုန်သုံးမျိုးဆင်းရဲဒုက္ခသုံးမျိုးကနေမလွတ်မြောက်နိုင်တဲ့အလုတ်ကိုလုံနေတာလား။ဩနာသေးလေးပြောလိုက်ရင်ပဋိသန္ဓေနေခြင်းဆိုတာပါပြီးသားပါပဲ။ပဋိသန္ဓေနေရလို့သာဩနာသေးနဲ့ကြုံရတာဆိုတော့ဩနာသေးကလွတ်မြောက်တယ်ဆိုရင်ပဋိသန္ဓေနေရခြင်းကလွတ်မြောက်တယ်ဆိုတဲ့အထိပ္ပယ်လည်းပါပြီးသားပါပဲ။အဲ့တော့မௌဒ္ဓဆိုတဲ့ထေရီမလေးကကိုယ်နဲ့မနေလင်းလိုက်အောင်ကျင့်သွားတယ်ဒီလိုပါပဲတုတ်ကာထေရီဆိုတာလည်းရှိတယ်တုတ်ကာဆိုတာပါဠိစကားလုံးမြန်မာလိုဆိုဖြူစင်တယ်မဖြူလို့အဓိပ္ပာယ်ရတာပေါ့ တော့ငါ့နာမည်လေးကမဖြူဒါဆိုရင်ဖြူစင်းတဲ့ကုသိုလ်တရားတွေဖြူစင်းတဲ့သူတော်ကောင်းတရားတွေဖြူစင်းတဲ့အရိယာမေတ္တရားတွေ ਨੇ ပြည့်စုံအောင်ငါကြိုးစားရမယ်ကိုယ့်နာမည်လေးကိုကိုယ်နှလုံးသွင်းပြီးတော့တရားအားထုတ်လိုက်တော့သူလည်းပဲယဟန္တာဖြစ်သွားတာပါပဲမြတ်စွာဘုရားရှင်ကိုယ်တိုင်ကလည်းပုဂ္ဂိုလ်ရဲ့အစ္စာတရားပေါ်မူတည်ပြီးတော့တခါတည်းမှာနာမည်လေးနဲ့လိုက်အောင်ကျင့်မှုဟောထားတာတွေရှိတယ်။တခြားလည်းပဲမௌတာထေရီဆိုတာတပားရှိသေးတယ်။လွံ့မြောက်သူဆိုတော့မြတ်စွာဘုရားရှင်ကချက်သိမ်းမီမௌတာအသိနာမည်ကလွံ့မြောက်သူဖြစ်တဲ့အတွေ့ ရာဟုရဲ့ကတွင်ကနေလွမြောက်လာတဲ့လာမင်းလိုပဲသင်ဟန်လဲကိလေသာတွေကိလေသာအနှောင်ဖွဲ့တွေတန်ရုံစဉ်အနှောင်ဖွဲ့တွေကနေလွမြောက်အောင်ယောဂ၄ပါးကနေတန်တရားဝိသင်းကနေလွမြောက်အောင်ကြိုးစားပါဒီလိုတရားလေးဟောတော်မူတာပါပဲဝိရာဆိုတဲ့ဘေကုဏီမလေးလည်းရှိတယ်ဝိရာဆိုတာရဲရင်သူလို့အဓိပ္ပာယ်ရတယ်ချက်သမီးရဲ့နာမည်လေးကရဲရင်သူဆိုတော့ရဲရင်စေတတ်တဲ့အရိယမတ်တရားနဲ့ပြည့်စုံအောင်ကြိုးစားပါမတ်တရားရမှာပဲလူတရားပဲစိတ်ဟာတကယ်တမ်းရဲရင်သွားတာပါ ဗဒရာဆိုတဲ့ထေရီမာလီတစ်ပါးရှိတယ်။ကောင်းမြတ်သူလို့အတိပေးရတယ်။ခြေသမီးရဲ့နာမည်နဲ့လိုက်အောင်ကောင်းမြတ်တဲ့သီလသမားတွေပညာတွေနဲ့မွေလျော်ပါ။မိတ္တာထေရီဆိုတာလည်းရှိတယ်။မိတ္တာဆိုတာမိတ်ဆွေကောင်းရှိသူပေါ့။မိတ်ဆွေပေါ့။ခြေသမီးရဲ့နာမည်နဲ့လိုက်အောင် မိကောင်းဆွေကောင်းတွေနဲ့ပဲပေါင်းသိမ်းပြီးတော့တရားလူကိုအားထုတ်ပါ။စသည်အဖြစ်မြတ်စွာဘုရားနာမည်နဲ့လိုက်အောင်နေဖို့နာမည်လေးတိုင်းဖြစ်အောင်ကျင့်ဖို့ဟောထားတာတွေရှိပါတယ်။ခုမုဒ္ဒထေရီမာလီကလည်း သူ့နာမည်ကလွံ့မြောက်သူဆိုတော့လွံ့မြောက်သူဆက်နာမည်နဲ့လိုက်အောင်လောဘဒေါသမောဟတွေအိုနာတိတွေကနေလွံ့မြောက်အောင်ကြိုးစားသွားခဲ့တယ်။ဒါလေးနမူနာယူပြီးတော့ကိုယ့်ရဲ့နာမည်ကိုလေအကောင်းဆုံးအထိပ္ပယ်အမြင့်ဆုံးစံချိန်နဲ့အထိပ္ပယ်ဖွင့်ဆိုပြီးတော့အဲ့ဒီနာမည်လေးနဲ့လိုက်အောင်နေသွားရမယ်။နာမည်လေးအတိုင်းဖြစ်အောင်ကျင့်သွားရမယ်။ကိုယ့်နာမည်လေးကိုအထိပ္ပယ် အကောင်းဆုံးဖွင့်ဆိုလိုက်ပေါ့လောကကြီးရနေပတ်သက်လို့လည်းအထိပ္ပယ်ဖွင့်ဆိုကြပေါ့လောကကြီးရနေပတ်သက်လို့ဥစဉ်တော့အထွေထူးမပြောတော့ဘူးတန်တရာဝဆင်းရဲကလွတ်မြောက်အောင်တရားဘာဝနာလို့အထုနေကြတဲ့ပုဂ္ဂိုလ်ကုသိုလ်လို့လုပ်နေကြတဲ့ပုဂ္ဂိုလ်တွေအနေနဲ့နိဗ္ဗာန်ထိအောင်အထိပ္ပယ်သိအောင်တဲ့အထိပ္ပယ်မျိုးကုနာမယ်ကိုဖွင့်ဆိုလိုက်ပေါ့မဖြူဆိုရင်နာမလေးနဲ့လိုက်အောင်စိတ်နေစိတ်ထားဖြူစင်ရမယ်ကိုဉ္ဇဉ်တရားဖြူစင်ရမယ်ပေါ့မချူဆိုရင်နာမလေးနဲ့လိုက်အောင်သဘောချူရမယ်မနှောချူရမယ်အပြုံးလေးချူရမယ် ကိုအောင်ဆိုလို့ရှိရင်လည်းမင်းနဲ့လိုက်အောင်စိတ်ဓာတ်အောင်မြင်မှုရှိရမယ်အလုပ်အောင်မြင်မှုရှိရမယ်အောင်ဆိုတဲ့အတိုင်းကိုယ့်ရဲ့လောဘဒေါသကိုယ်စိတ်ဆင်မှာအကြောင်းအလို့ဆိုဖြစ်ပေါ်လာတဲ့လောဘဒေါသစတဲ့ကိလေသာတွေကိုအောင်မြင်အောင်ကြိုးစားရမယ်မေတ္တာအောင်ရမယ်ခန္တီအောင်ရမယ်သစ္စာအောင်ရမယ်ကိုမြင့်ဆိုရင်လည်းနမတိနဲ့လိုက်အောင်စိတ်နေစိတ်ထံမြင့်မားမှုရှိရမယ်အလုံးမြင့်မားမှုရှိရမယ်ကိုနမလေးကိုအကောင်းဆုံးအတိတ်ပဲဖွင့်ဆိုပြီးတော့နမတိတိုင်းဖြစ်အောင်ကျင့်ရမယ် အဲ့လိုနာမည်လေးကိုအဓိပ္ပာယ်ဖွင့်ဆိုပြီးတော့နာမည်လေးအတိုင်းဖြစ်အောင်ကျင့်နေရတာကိုကပြောစရာတမျိုးပါပဲ။ဟိုနာမည်လေးတွေအဓိပ္ပာယ်ဖွင့်ဆိုတော့နမူနာပြောမယ်ဆိုရင်တော့မိဘကဘယုဒ္ဓကရှောက်မှဲ့ထားလို့ကိုယ့်ရဲ့နာမည်မူလအဓိပ္ပာယ်ကမကောင်းဘူးဆိုရင်လေစင်ပွားအဓိပ္ပာယ်နေနဲ့ကောင်းတဲ့ဘက်ကိုလှဲ့တွေးလှဲ့အဓိပ္ပာယ်ကောက်ပြီးတော့နာမည်လေးနဲ့လိုက်အောင်နေလိုက်ပေါ့။ဥပမာဆိုတော့တချို့ဆိုလို့ရှိရင်ကိုခွေးဆိုပြီးတော့နာမည်ပေးထားတယ်။ဟာနာမည်ကခွေးဖြစ်နေလို့ခွေးချင်းခွေးချင်းကြံရမယ်ဆိုရင်တော့ ဲ့ဒါဆိုရင်နံမရီနဲ့လိုက်အောင်နေလို့မကောင်းတော့ဘူးပေါ့နော်အဲ့တော့ခွေးဆိုလို့ရှိရင်ခွေးချင်းခွေးချင်းကြမ်းနေဆိုရင်မကောင်းတော့ဘူးပြောတာဖြစ်ဟာလူစိမ့်ဒီကောင်ကလူစိမ့်မရှိဘူးခွေးစိမ့်ပဲဆိုရင်ဒါမကောင်းတော့ဘူးရည်ရွယ်ပြီးပြောတာပေါ့ဒါမှမဟုတ်နံမကကိုခွေးဖြစ်နေတယ်ဆိုရင်ခွေးရဲ့ကောင်းမြတ်တဲ့အင်္ဂါလက္ခဏာတွေရှိလို့ရတယ်ဥပမာဆိုတော့ခွေးဟာသစ္စာရှိတယ်အဲ့တော့ငါနံမကကိုခွေးဆိုတဲ့အတိုင်းငါဟာငါရဲ့ကျေးဇူးရှိတဲ့ပေါ့ကျေးဇူးရှင်ပုဂ္ဂိုလ်တွေပေါ်မှာငါသစ္စာရှိမယ်တကယ်တမ်းပြောချင်တော့တလောကလုံးဟာကိုယ့်ရဲ့ ကျေးဇူးရှင်ပါပဲတရောကလုံးကကျေးဇူးရှိတာပဲဒီတော့ငါကိုခွေးဆိုတဲ့နာမည်နဲ့လိုက်အောင်အားလုံးပေါ်မှာတစ္ဆာရှိရှိနေမယ်တစ္ဆာတရားကိုတွေ့အောင်ရှာမယ်တစ္ဆာတရားကိုလက်ကင်ထားမယ်လို့နှလုံးသွင်းလိုက်ရင်ကိုနာမည်လေးရဲ့လိုက်နိုင်ကျင့်သုံးခြင်းစရာဖြစ်သွားတာပေါ့နော် တကယ်လို့မဆုတချို့တချင်ဒဝမဆိုရမှဲ့ထားတာလည်းရှိတယ်လေအဲ့ဒါဒဝမဆိုတော့ဟာငါတော့ဝမလို့နာမည်ဖြစ်နေပြီငါတော့ဟောပါတုတ်တုတ်ဖက်ဒီပုတ်ကြီးဖြစ်အောင်နေရမှာလားလို့ဆိုတော့အဲ့လိုနေရမှာမဟုတ်ဘူးဟုတ်လားဝမဆိုနာမည်နဲ့ကံဖက်ဒီပုတ်ကြီးဖြစ်အောင်တော့မလုပ်နဲ့ဒါမှမဟုတ်ဝတ်တွေဆိုတော့အစီတထအသားတထအဲ့တော့ကေငါမှာဒါနအစီတွေအများကြီးတက်အောင်ကြိုးစားမယ်သီလအစီတွေအများကြီးတက်အောင်ကြိုးစားမယ်တမထအစီတွေဝိပဿနာအစီတွေကုသိုလ်အစီအနှစ်တွေတထပ်ပြီးတထက်တက်တထက်တက်အောင်ကြိုးစားမယ်လို့ဒီလိုလေးနှလုံးသွင်းလို့ရတာပေါ့ ဟုတ်လားဝတ်သားဆိုလို့ရှိရင်သုံးနှစ်သားလေးမှကောင်းတာမလားအဲ့တော့ကဲသုံးနှစ်သားလေးမှကောင်းတယ်ဆိုတော့အခေါက်တစ်ထပ်အစီတစ်ထပ်အသားတစ်ထပ်ဒါနဆိုတဲ့အခေါက်လည်းရှိရမယ်သီလဆိုတဲ့အစီလည်းရှိရမယ်ဘာဝနာဆိုတဲ့အသားလည်းရှိရမယ် အဲ့တော့၃နဲ့၅ငါးနာမလေးကဝမ်းမဆိုတော့နိုင်ငံတော်လည်းဒါနသီလာဘာဝနာ၃နဲ့သားလေးနဲ့တော့ဟလာတို့ကတော့၃နဲ့သားအားကောင်းတဲ့ဝမ်းမပါလို့ကိုကိုကိုကျုံဝမ်းနေမှာဘသူများမပြောရင်နေပေါ့နော်အဲအဲ့ဒီလိုအဖြစ်ပေါ့အဲ့တော့ဟိုမီလီနာပညာမှာဟောထားတာလည်းရှိတယ်ဝတ္တရားအိုင်ထဲမှာအမြဲတမ်းလူသလိုပဲသူတော်ကောင်းပုဂ္ဂိုလ်ကလည်းမေတ္တာတည်းသောရှိအိုင်ထဲမှာအမြဲတမ်းစိတ်နေရမယ်လို့ဟောထားတာရှိတော့ ကဲဝဲဟာရိုင်နဲ့အမြဲတမ်းလို့ငါလည်းမေတ္တာရိုင်နဲ့မှအမြဲတမ်းလူနေမယ်မေတ္တာရိုင်နဲ့မှအမြဲတမ်းစိတ်နေမယ်ဆိုပြီးတော့တတဝါအာလုံးကျမ်းမှချမ်းသာကြပါစေအမြဲတမ်းမေတ္တာလေးပွားများနေမယ်ဆိုရင်တဝဲမဆိုတဲ့နာမည်လေးနဲ့လိုက်ဖက်သွားတာပေါ့အဲ့တော့နာမည်ရဲ့မူလအဋ္ဌိပယ်ကမကောင်းဘူးဆိုရင်လည်းစင်ပွားအဋ္ဌိပယ်အနေနဲ့ကောင်းတဲ့အဋ္ဌိပယ်လေးကိုနှလုံးသွင်းဆင်ញင်ပြီးတော့နာမည်လေးနဲ့လိုက်အောင်နေလိုက်ယူမှာပဲနာမည်တိုင်းဖြစ်အောင်ကျင့်လိုက်ယူမှာပဲနော်ဒါတလောက်နမူနာပြောလိုက်လို့ရှိရင်ကိုယ့်ရဲ့နာမည်လေးတွေဘယ်လိုအဋ္ဌိပယ်ဖွင့်ဆိုရမလဲဆိုတာသိလောက်ပါပြီနော် ဲ့တော့ဘယ်နာမည်ပဲဖြစ်ဖြစ်ပါနောက်ဆုံးငရေတရိစံပြိတာအသူရကေလူနဲ့ဗျမစသည်အဖြစ်တတ္တဝါတွေမှာတတ္တဝါအမျိုးအစားပေါ်မူတည်ပြီးတော့နာမည်တွေအမျိုးမျိုးရှိတယ်အဲ့ဒါခုတရားနာပြိတာဥဇင်းပါဝင်တရားနာပြိတာများဆိုရင်ဒါလူပေါ့လူဆိုတဲ့နာမည်လေးရထားတယ်ဆိုတော့လူဆိုတဲ့နာမည်လေးနဲ့လိုက်အောင်နေရမယ်လူဆိုတဲ့အတိုင်းအညွန့်တလူလူတို့တက်နေလို့လူလို့ခေါ်တာဆိုတော့မနေ့ကရတဲ့ကုသိုလ်တွေထက်ဒီနေ့ရတဲ့ကုသိုလ်ကပိုပြီးတော့တူတက်နေရမယ်ဒါနကလည်းအညွန့်တလူလူနေတိုင်းတူးလို့သီလ မထဝိပဿနာဝေယဝစ္စအစရှိတဲ့ကုသိုလ်ကောင်းမှုတွေနေ့စဉ်နဲ့အမျှအချိန်နဲ့အမျှအညွန့်တလူလူတုတ်တက်နေတယ်ဆိုရင်နမရီနဲ့လိုက်တဲ့လူဖြစ်သွားတာပေါ့လူနဲ့ဘဝလူနဲ့လှုပ်ရဲတသားတွေကြာသွားတာပေါ့သဘောပေါက်ပါတယ်နော်ဒါကြောင့်တရားနာပိသများအားလုံးကိုယ့်ရဲ့နာမည်လေးကိုအကောင်းဆုံးအတိပဲဖွင့်ဆိုပြီးတော့နာမည်လေးနဲ့လိုက်အောင်နေနိုင်ကြပါစေနာမည်လေးတိုင်းဖြစ်အောင် ကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေအားထုတ်နိုင်ကြတဲ့အတိုင်းလည်းပဲမိမိတို့ရည်မှန်းတောင်းတတဲ့ဗောဓိဉာဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုလင်မြန်စွာမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဦးဇင်းတို့ရဲ့နာမည်လေးနဲ့လိုက်အောင်နေမယ်ဆိုတဲ့တရားကိုဒီနေရာမှာပဲဤကုန်းချုပ်ပါတော့မယ်အပ္ပမဒီနာတမ္ပါဒီထာ အပမဒီနမမိမလျောမပေါ်မဆပြင်းပြထက်တမ်းမှန်ကန်သောတတိတရားဖြင့်တမ္ပါဒီထသီလသမာဓိပညာဥစွာသောသိခာသုံးပါးတို့ကို ကိုးစီကိုးငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း